မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ18ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ကျွန်မကတော့ຫນွေဦးမမ။ကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့လူလူကောင်းဆောင်တောင်းဆန်းစုကြည်နဲ့တကွာနိုင်ငံကျင်းသားများအလုံးကိုချွင်းချက်မရှိအများဆုံးလှုပ်ပေးရပြည်နယ်နဲ့ Federal Unit လှုပ်တော်များလှုပ်တော်ကိုစားပြုကော်မတီများကပူးတွဲသဘောထားထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ လူလူကောင်းဆောင်တော်ဆန်းစုကြည်နဲ့တကွနိုင်ငံအချင်းသားများအလုံးကိုချွင်းချက်မရှိမြန်ဆုံလှုပ်ပေးရန်ဒီနယ်နစ်ဖက်ဒရယ်ယူနစ်လှုပ်တော်များလှုပ်တော်ကိုစားပြုကော်မတီများကဇွန်လ18ရက်နေ့ကပူးတွဲသဘောထားထုတ်ပြန်လိုက်ပါတယ်။ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူလူကောင်းဆောင်တော်ဆန်းစုကြည်2025ခုနှစ်ဇွန်လ19ရက်နေ့တွင်ကြာရောက်သော80ပြည့်နှစ်မွေးနေ့အထိမ်းအမှတ်ဖြင့်ရှင်းသောပူးတွဲသဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။ထုတ်ပြန်ချက်အရအနာသိစစ်တပ်၏ဥရေမဲ့လို့ရများကြောင့်ဒီမိုကရေစီလမ်းကြောင်းမှရောက်စားပြုနေသော နိုင်ငံတော်နှင့်နိုင်ငံသူနိုင်ငံသားများသည်တောင်မော့မြေပြန်ကျေးလက်မြို့ပြမကျန်နေရာဒေသစုံ၌ထွေထွေအချက်တဲများကိုအဆိုးအဝါဆုံးအရင်ဆိုင်ကြုံတွေ့နေရပြီးပြည်တော်စု၏အနာဂတ်မှာလည်းမရေရာမတေချာမှုများဖြင့်အလွန်ဆိုးရိမ်ရသည့်အခြေအနေသို့ရောက်ရှိနေတယ်လို့ဖော်ပြပါတယ်။မြန်မာပြည်သူလူထုတရလုံး၏လူလားတောင်းတချက်သဘောထားဆန္ဒဖြစ်သောဒီမိုကရေစီရှင်သန်ရေးနှင့်ဖရယ်ပြည်တော်စုတည်ဆောက်ရေးသည့်ဒီတော်စု၏နာကတ်နိုင်ငံရေးလုပ်ငန်းစဉ်တရက်ဖြစ်သည်ဟုအလေးအနက်ယုံကြည်လက်ခံတယ်လို့ဖော်ပြပါရတယ်။ဒီတော်စုမြန်မာနိုင်ငံတွင် ဒီမိုကရေစီရှင်တန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းသားကောင်းဆောင်များပါဝင် key stakeholders အားလုံးသဘောတူသည့်နိုင်ငံရေးအခင်းချင်းကိုမဖြစ်မနေအကောင့်ထဲပေါ်ဆောင်ရမည်ဖြစ်ပြီးပေါ်ပြပါနိုင်ငံရေးအခင်းချင်းများကိုပေါ်ဆောင်နိုင်ရန်အတွက်အခြေခံအကျဆုံးဖြစ်တဲ့ဒီလူလူလေးစားယုံကြည်ကိုးစားမှုရှိသည့်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လူလူကောင်းဆောင်သောဆန်းစုကြည်နဲ့တကွနိုင်ငံအကျဉ်းသားများအားလုံးကိုချွင်းချက်မရှိအမြဲဆုံးလှုပ်ပေးရန်ဒီနေ့ဖရယ်ယူနစ်လှတ်တော်များလှတ်တော်ကိုးစားပြီးကော်မတီများက ဥရဲသဘောထားထုတ်ပြန်၍တညီတညွတ်ထဲတောင်းဆိုအပ်တယ်လို့ထုတ်ပြန်ပါရှင်။နောက်ထပ်တင်ပြမယ့်သတင်းကတော့ဒေါက်ဆန်းစုကြည်တက်ရှိဆဲပြမွေးနေ့ကို Faith Trifort Member of the New Zealand Parliament နဲ့ Lieutenant General Red Dunleaf Former Deputy Commander of US Pacific Command ကစုမုံကောင်းများတောင်းပေးတဲ့သတင်းပဲဖြစ်ပါတယ်။ဒေါက်ဆန်းစုကြည်ရဲ့အသက်ရှိဆဲပြမွေးနေ့ကို Faith Trifort Member of the New Zealand Parliament နဲ့ Lieutenant General Red Dalif, former Deputy Commander of US Pacific Command ကစုမုံကောင်းများတောင်းပေးခဲ့ကြပါတယ်။ Fair Trifop, Member of the New Zealand Parliament နဲ့ Lieutenant General Red Dalif, former Deputy Commander of US Pacific Command ရဲ့အမေရှိဆက်ပြည့်မွေးနေ့အတွက်ဆုတောင်းစကားလေးတွေပါလို့စုအေဂျီကမ်ပိန်းကရုပ်သံထဲတကွဖော်ပြပါတယ်။အလားတူ NGO နိုင်ငံဆိုင်ဝင်ကြီးဒေါ်စင်မအောင်ကအမေစုမွေးနေ့အတွက်ရှစ်မိုင်လန်ရှောက်သည့် challenge လေးနဲ့မွေးနေ့ဆုတောင်းလေးပြင် ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလည်းရဲ့မိမွေးနေ့ကပြနဲ့ဝင်းနေစုတောင်းကိုပါဆွေတီခံမင်းကဖော်ပြခဲ့ပါတယ်ရှင်။ဆလတ်ဂျင်ပြပေးအောင်တဲ့ရင်ကတော့မြူသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌလူလူကောင်းဆောင်တော်ဆန်းစုကြည်80ပြည့်နှစ်ဝင်းနေပွဲအခမ်းအနားကိုဖွဲ့ချုပ်ကကြီးမူကျင်းပမယ်တဲ့ရင်ပဲဖြစ်ပါတယ်။မြူသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌလူလူကောင်းဆောင်တော်ဆန်းစုကြည်ရဲ့80ပြည့်နှစ်ဝင်းနေပွဲအခမ်းအနားကိုဖွဲ့ချုပ်ကကြီးမူကျင်းပမှာဖြစ်ကြောင်းဇွန်လ18ရက်မှာတည်ပြီးကျင်းပပါတယ်။ 2025ခုနှစ်ဇွန်လ19ရက်နေ့မှာကြာရောက်မဲ့ယူသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒူဒူကောင်ဆောင်တောင်းဆန်းစုကြည်ရဲ့80ပြည့်နှစ်မွေးရည်ပွဲအခမ်းအနားကိုမတရားဖန်ဆီးခံနေရသည့်လူလူကောင်းဆောင်တောင်းဆန်းစုကြည်ပါဝင်နိုင်ငံရေးကျင်းသားအလုံးလူမျိုးရေးအတွက်ဤလန့်ပေါင်းစုံအုံပြုတိုက်ပွဲဝင်သွားမယ်လို့ဖော်ပြပါတယ်စကောင်စီကကျင်းပပြုလို့မဲ့အထွေရောင်ရွေးကောက်ပွဲကိုစန့်ကျင်တိုက်ဖြတ်၍ဒီကလူလူဆန္ဒနဲ့ညီရက်တည်မီဆိုသည့်ဒိတ်ထန်ပြုချက်များနဲ့ညီမြမဆန်တော်ကြီးနနက်9နာရီတွင်ဇွန်မာတစ်ဆင့် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကကြီးမူးကျင်းပပြုလုပ်သွားမယ်လို့ဖော်ပြပါဗျ။ပြည်သူ့ဆင်လွှဲအာဏာဖြစ်သော2020ခုနှစ်ပါတီစိုးထွေထွေရေးကောက်ပွဲရလဒ်ကိုကန်ဆယ်လျက်ဝီယူတော်လင်းရေးကြီးအာမင်ဒီအထိအကောင့်ထဲပေါ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်ရှင်။ဝလက်မြွနယ်တွင်ရှိပြည်သူများတို့မြို့သမီးမဟာမိတ်အင်အားစု WAB နဲ့ဝလက်မြွနယ်လူလူတပိတ်တိုင်ပွဲဦးဆောင်ကော်မတီတို့ထောက်ပံ့ငွေများပေးအပ်တဲ့တင်ဒင်းကိုလည်းကျင်းပပေးပါမယ်။ ဝလက်မြွနယ်တွင်းရှိတမ်မတ်စစ်တပ်မှလေးဆောင်တိုက်ခတ်ခံခဲ့ရတဲ့ပြည်သူများတို့ရုဒမီမဟာမိတ်အင်အားစု WAB နဲ့ဝလက်မြွနယ်လူလူသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ထောက်ပံ့ငွေများပေးအပ်ခဲ့တယ်လို့သိရပါတယ်။သက်ဆုံးရှုံးခဲ့ရသောပြည်သူများတို့တဦးလျင်နှစ်သိန်းချက်ခီကတန်ရရပြည်သူများနဲ့အိုရင်ပြည့်စည်သွားသောပြည်သူများတို့တဦးလျင်တသိန်းချက်သေးဆုံးပြည်သူ၈ဦးထိခိုက်ဒဏ်ရာရပြည်သူ22ဦးအိုးအိမ်ပျက်စီးဆုံးရှုံး၈ဦးတို့တွားရောက်ထောက်ပံ့ပေးအပ်တယ်လို့သိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့လူဦးတော်လိုင်းကာလအတွင်းသိဆုံးခဲ့ရသည့်ဒီမိုကရေစီရဲ့လှုပ်ရှားသူများနှင့်ပြည်သူစုစုပေါင်းမှ6809ဦးရှိခဲ့ပြီဖြစ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်ကနေ2025ခုနှစ်ဇွန်လ16ရက်နေ့အထိဂျမစီအုပ်စုနဲ့၎င်းတို့ရဲ့အလပါအစီများကြောင့်လူဦးတော်လိုင်းကာလအတွင်းသိဆုံးခဲ့ရသည့်ဒီမိုကရေစီရဲ့လှုပ်ရှားသူများနှင့်ပြည်သူစုစုပေါင်းမှ6809ဦးရှိခဲ့ပြီဖြစ်တယ်လို့ AAPB ကဖော်ပြပါတယ်။ ဒါအပြင်မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီးဖမ်းဆီးခံရသူစုစုပေါင်း2983ဦးရှိပြီးအဲ့ဒီထဲမှာ2132ဦးမှာထိမ့်သိမ်းခံရဆဲဖြစ်ကထိမ့်သိမ်းခံရသူများအနက်မှာ1846ဦးမှာ ထောင်ဒဏ်6မှတ်ခံထားရပါရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ပါကီမှပေးပို့ထားတာဖြစ်ပါရှင်။